ပြပြကျော်သိန်းရဲ့လို့ရဲ့ချောင်းတကပါလုံးကမြန်မာပြည်သူတွေက အော်အော်ကြရပါရီပြပြကျော်သိန်းက2023စစ်အာဏာသိမ်းချိန်ကနေစပြီးတော့ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့တားလာရမှာပါဝင်ခဲ့တဲ့သူတွေဖြစ်ပါတယ်နောက်ပိုင်းမှာအကြောင်းအမြောင်းတွေကမှနေလို့အဆင်မပြေတော့ဘူးဆိုတော့လွမြောက်နေမိကနေကျွန်တော်တို့တတိယနိုင်ငံကို ရောက်ရှိသွားတဲ့သူတွေဖြစ်ပါတယ်ပြပြကျော်သိန်းကတော့ဒီပတ်မှာပဲပွဲတွေဆိုရင်တော့တချင်းနေဆိုရင်လည်းကျွန်တော်တို့ လာလိုက်ရမှာအလူငွေတွေပါဝင်နေတော့ထောက်ဖို့လုပ်တယ်ပေါ့ဗျာဆိုတော့ကိုရင်ကကျွန်တော်တို့စစ်မတိုက်နိုင်ပါမလေသူနော်တတ်ရနူပညာခနေပြီးတော့ပြည်သူတွေကတာလိုက်ရမှာပါဝင်နေတာပြီးစပေါ့အခုတကောက်မှာတော့ဘာဖြစ်လဲဆိုတော့နော်ကျွန်တော်တို့ဒီကြောသိန်းကတာလိုက်ရအတွက်ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဖြောဖြည်းရေးနော်ဂျပန်ကိုရီးယားမှာသွားလို့ပါဆိုတော့အဲ့ဒီမှာလူဦးရေတောင်းကြီးကနော်တာလိုက်ရအတွက်ဆိုပြီးတော့ပါဝင်ပြီးတော့အားချကြတယ် လက်မှတ်ဖူးเนาะဒေါ်လာ200ဆိုရင်တော့ကျွန်တော်ဒေါ်လာ4 900ပြီးတဲ့သူတော့ရှိတယ်။အဲ့လိုတဲ့ဒီကိုပါဝင်ကြတာပါ။ဆိုတော့သိန်းပေါင်း8000လောက်ကိုဖြည်းဖြည်းကျော်သိန်းကရရှိသွားတယ်လို့ကြားရတယ်เนาะတာဝါတစ်ခုတည်းမှာเนาะအဲ့ဟာတော့ဆိုတော့အဲ့ဒီတာဝါတစ်ခုတည်းကနေရတဲ့သိန်းထောင်ချီကိုဖြည်းဖြည်းကျော်သိန်းကအသားလိုက်ရတော့ဘလူလိုက်တော့ဦးတဲ့เนาะအခုပြဿနာဖြစ်နေတာအဲ့ဒါပဲဘလူဘဲနဲ့သူကဆိုင်နေဝယ်နေတယ်ဗျာဆောက်ဆိုင်နေဝယ်နေလို့ကြားသိရတယ် ဒီဂျိုသိန်းကအခုတော့သူတချင်းဆိုတဲ့အထက်ကနေတားလာရလို့ကောင်းစင်တက်ပြီးတော့ထောက်ကူလို့ကောင်းစင်တက်ပြီးတော့ရတဲ့အထက်ကနေဆိုင်နေပေးဝယ်တယ်ဘလောက်ပဲလှူလိုက်လဲဆိုတော့သိန်း400ပဲလှူသေးတယ်နော်သိန်း400ပဲအသိကျလှူတာကိုသူကတနိုင်ကလုံးဝချပြထားတယ်ဆိုတော့တနိုင်ကလုံးကစက်စုချင်းစရာဖြစ်သွားပြီတားလာရကိုဘန်းပြပြီးတော့ခုလိုမျိုးအလူငွေကောက်ပြီးတော့ဒါကျွန်တော်တို့မိမိကိုချိုးအတွက်ပြန်သုံးနေဆိုတော့လုံးဝမဖြစ်သင့်ဘူးဆိုပြီးတော့တနိုင်ကလုံးကဒီသူတွေကတော့ပြောဆိုနေကြပြီလေဖြစ်သွားတယ်နော်